အလုံးမှာတော့ယူသွင်းခဲ့ရတာပေါ့နော်ကျွန်တော်ကအမှုပညာတော့မယူသွင်းဘူးဘယ်သူမှမအောင်ဘူးသူကသူဝါဒနာပါ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 ဒီလောကလည်းလုံးမယ်ဆိုရင်တော့ဒီကင်မရာရှိမှာတော့ယူသွားရတာပဲအယူတစ်ပိုင်းလို့တော့နေရတာပဲအဲ့ဒါမှပဲဖြစ်တာဟုတ်အဲ့တော့အဲ့အဲ့တခုတော့ရှိရဲနောက်ပိုင်းကျရင်တော့ကိုကိုလည်းကအပြစ်မှာကမယူရတော့ရင်းတော့အပြစ်မှာယူကင်မရာရှိမှာယူအဲ့လိုလေ့ကျင့်ရတာပေါ့နော်အဲ့အခုလိုမျိုးကိုကိုလည်း experience ရလာတဲ့ခါကျတော့ကင်မရာပြေကြသိပ်ယူရတော့ ကျွန်တော်ရုပ်ရှင်လောကလူအများနဲ့လှုပ်တာကိုတူတူတယောက်တည်းနဲ့လှုပ်လို့မရလူအများကြီးနဲ့လှုပ်တဲ့အခါကျတော့တယောက်နဲ့တယောက်နှစ်ယောက်အဲ့လိုဟိုအယောက်40 50ဆိုတယောက်တယောက်ညှိမှညှိပြီးမှတိုင်ပြီးမှလှုပ်လို့ရကိုဖြစ်စင်တာတကူလည်းလှုပ်လို့မရဘူးကိုဖြစ်စင်တာလှုပ်တဲ့အချိန်မှာသူများတွေကစိတ်တရားရှိသေးတာပေါ့အဲအဲ့လိုမျိုးအားလုံးညှိပြီးလှုပ်ရတယ်ဆိုတဲ့အခါကျစိတ်ပင်ပန်းတယ်လူပင်ပန်းတယ်တိခံရတယ်စိတ်ရှိရတယ်ကိုအဓိကကိုလှုပ်အောင်အဲ့လိုကိုပဲအကောင်းဆုံးလှုပ်ရတယ်အဲ့လိုမျိုးတွေရှိရပါဘူး Thank you. exclusively from Golden Valley. အဲဒီမှာတော့ဟိုမတ်ဂျီဗူရှင်းတွေကျွန်တော်ခရိုက်တာလေးစမ်းလေးပေါ့နော်စမ်းလေးဆိုတော့ပူးစုံကြောင်ရတယ်ပူးစုံကြောင်ရတဖက်သက်ကြိုက်တယ်ပေါ့အဲလူမျိုးကြီးလည်းမဟုတ်အိမ်တော်ရှိရသားလည်းအဲတဖက်သက်ကြိုက်နေပူးစုံဘာလို့လို့ပေါ့နော်အရန်ကိုအစဉ်ပြေးတဲ့အဲအရန်ကိုသဘောတွေကောင်းပူးစုံရရင်ဘာနဲ့ပဲဖြစ်ဖြစ်လေးလေးလို့ရတယ်ပေါ့နော် အဲ့လောက်ထိကိုကိုပြူးစုံတစ်ဖက်တစ်ချက်နေတဲ့ကြောင်လေးတည်းရောက်ပြောရမယ်ဆိုတော့အဲ့လိုနဲ့ခပ်ပေါ်ပေါ်နေရနေတော့တယောက်ဆောင်ထားပါတယ်ပြောရမယ်ဆိုတော့ကျွန်တော်ပြူးစုံပြူးစုံကျွန်တော်ဆိုဟိုးရေတော့မျိုးမင်းစီတဲ့ကလေရိုက်လာတဲ့သူတွေဆိုတော့လေအရင်မစိမ့်တဲ့အခါကျတော့လေအလုံးနဲ့ကိုကပါမလို့လဲအဲ့လောက်ကတော့ကိုလည်းတိတာပေါ့နော်တိတဲ့အခါကျတော့အရင်ကခက်ခဲတော့မရှိပါဘူးဒါပြူးစုံသာကျွန်တော်ညီမလိုပါပဲတရားဆိုတကယ်ချင်းနဲ့ဖြစ်တယ်ဖြစ်တယ်ကျွန်တော်ညီမလိုလည်းဖြစ်တယ်ဖြစ်တာပေါ့နော်တယောက်ဆောင်လာလဲ ကြာပြီလေကျွန်တော်ဆရာဦးမျိုးမင်းတို့ကိုဝေလူကျော်တို့ကြီးမာရဲ့တူတူစစတေးစဝင်ကြတဲ့သူတေးဥဆောင်လာကြတော့အဲဒီနေ့အကြောင်းအထာလေးတည်တာပေါ့နော်တေးဥဆောင်တဲ့အခါကျအဲ့တော့ရိုင်းရခက်ခဲမရှိပါဘူးနောက်ပြီးရိုင်းရလည်းပြောတယ်ဆိုကိုပေါင်းတော်မလေးဆိုကိုကိုဘလောက်ပေါ်မလဲဆိုတော့သူကြည့်ပြီးတော့အဲ့လိုပေါ့တော့သူကလည်းပြန်လှုပ်ပေါ့နော်ရည်တဲ့ရည်ရပါတယ်တစ်စိစို့တစ်စိရည်ရည်ရတယ်အကိုရဲ့အကိုရဲ့အကိုရဲ့ဆိုတာအာဟိုတလောကတော့သူ့ဟာသူပေါ့နော် သူကသူလောက်သူကသူအရင်ပြီးခဲ့တဲ့နှစ်ကတော့သူကသူရှူရှူရှောက်နေတယ်ဆိုတော့ねကိုကလည်းအဲ့တော့လည်းအားနေတော့အများနဲ့ကိုလည်းမအားများလားမအားများတော့အိမ်နဲ့တိတ်မသွားပြဘူးအိုင်းနေတော့ passport လို့ရင်းနဲ့သူ passport လို့ရင်းနဲ့အဲတခါတော့ဝင်သွားတာဒါအဲ့အဲ့လိုဟိုလိုမျိုးရအရင်တော့ကြီးတော့ပြွန်လင်းထားတော့မရှိပါဘူးဆိုမျိုးဆက်လို့လည်းမရှိဘူးဘောနော်ဒီအခုအခုချိန်ပါတော့မှပဲကိုကိုတိုင်းတော့မှပဲဘယ်လိုပြောမလဲဒီဟာကြီးနဲ့တခုတည်းနဲ့ လိုပြောမလဲရက်တီလာတယ်ဆိုပေမဲ့လည်းနောက်ပိုင်းကျတော့ဖြည်း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 နဲ့လွယ်တော့တဲ့ကိစ္စတွေပါလာပြီအဲဒါကြောင့်မို့ဟိုအဲ့လိုမျိုးကြီးတော့မရှိဘူးကိုတို့လျှောက်ချင်တယ်လမ်းလျှောက်အောင်ပါပဲကျွန်တော်ဆိုတဲ့ကျွန်တော်အဖေအရင်တော့ဖះကြီးပြကတ်တယ်ဖះကြီးဖရီကြီးပြကတ်တယ်စီဒီကြီးပြကတ်တယ်ယူတုခဲရဆိုအလုံးမှာတော့ယူတုခဲရတာပေါ့နော်ကျွန်တော်က အမှုပညာတော့မယူသွင်းဘယ်သူမှမအောင်ဘူး။သူကသူဝါဒနာပပပပပဒီလောကလည်းလုံးမယ်ဆိုရင်တော့ဒီကမ်ပလန်ရှိမှတော့ယူသွားတာပဲ။အဲယူတစ်ပိုင်းလို့တော့နေရတာ။အဲ့ဒါမှပဲဖြစ်တာ။အဲ့တော့အဲအဲတခုတော့ရှိရဲ။နောက်ပိုင်းကျရင်တော့ကိုကိုလန်ကအပြစ်မှောင်ကမယူရတော့။ရင်းတော့အပြစ်မှောင်ယူကမ်ပလန်ရှိမှယူအဲ့လိုလေ့ကျင့်ရတာပေါ့နော်။အဲအခုလိုမျိုးကိုကိုလန် experience ရလာတဲ့ခါကျတော့ကမ်ပလန်ပြေကြသိပ်မယူရတော့။ ရာပေါ့ခင်ဗျာဘာလို့လဲဆိုတော့လူအများလူကျွန်တော်ရုပ်ရှင်လောကလူအများနဲ့လှုပ်တာကိုတူတူတယောက်တည်းနဲ့လှုပ်လို့မရလူအများကြီးနဲ့လှုပ်တဲ့အခါကျတော့တယောက်နဲ့တယောက်နှစ်ယောက်အဲ့လိုဟိုအယောက်40 50ဆိုတယောက်တယောက်ညှိမှညှိပြီးမှတိုင်ပြီးမှလှုပ်လို့ရကိုဖြစ်စင်တာတကူလည်းလှုပ်လို့မရဘူးကိုဖြစ်စင်တာလှုပ်တဲ့အချိန်မှာသူများတွေစိတ်တရားရှိသေးတာပေါ့အဲအဲ့လိုမျိုးအားလုံးညှိပြီးလှုပ်ရတယ်ဆိုတဲ့အခါကျစိတ်ပင်ပန်းနဲ့လူပင်ပန်းနဲ့ဟလာတိခံရတယ်စိတ်ရှိရတယ် ကိုအဓိကကိုလုံးအောင်မဲ့အလုပ်ကိုပဲအကောင်းဆုံးလုပ်ရတယ်အဲ့လိုမျိုးတွေရှိရပါဘူးကျွန်တော်ကအဲ့လိုမျိုးတော့မရှိဘူးသူတို့လူချင်းနဲ့ကန္နာသူတို့ဖြစ်ချင်တဲ့ကန္နာရှိလို့ရှိရင်တော့ကျွန်တော်ကတော့သူဖြည့်ဆည်းပေးရမှာပဲလေအခုကတော့လောဆယ်တော့သူတို့ကအဲ့လောက်ဖြောက်ချင်တာအဲ့လိုတရုပ်ဆောင်လုပ်ချင်တာမဟုတ်ဘူးအဲ့တော့အဲ့လိုအဲ့လိုပြိုင်ချင်းရအောင်လဲသူမအဲတခါမှလေးချင်တာလည်းမရှိဘူး ဓိကတော့ခုနပြောတာပြောသလိုပါကျွန်တော်ဒီကသုံးလုံးတင်ပြပေါ့နော်ဒီ pressure လာလာပြီးမိတ်ဆက်ပွဲကိုလာတယ်ကျွန်တော်ကိုယ်တိုင်ကပါဝင်ထားတယ်နောက်ပြီးတော့ဟိုပေးတဲ့သူကြားတွေ့ရပါကျွန်တော်မြင်နေကြအဖေ character ဖောက်ခွင်းနဲ့ character အသစ်ဆန်းတစ်ခုနဲ့ဟိုဟိုမြင်ရမဲ့အတွက်ကျွန်တော်လည်းဟိုဘယ်လိုပြောပြလဲဆိုအကြံဉာဏ်ပေးပါအောင်ကောင်းခြင်းဆိုခြင်းကျွန်တော်တို့ဒီသုံးလတူပြမှာအကောင်းဆုံးကြိုးစားထားပါပါတယ်အဲ့အတွက်လည်းမကြည့်ဘူးရှင်အများကြီးကျေးဇူးတင်ပါတယ်ခင်ဗျာ